ဟယ်လိုတကြဟောင်းအားလုံးမင်္ဂလာပါ AK Land Channel ရဲ့ YouTube Channel မှာကြိုဆိုပါရစေ။လွှတ်စတူဒီနေ့မှာတော့လုပ်ငန်းသုံးတရုပ်စီပြောသင်ခန်းစာစောက်ထဲကနေပြီးတော့စာမျက်နှာဒါ183ကိုအတူတူလေ့လာကြည့်အောင်။အဲ့တော့ဒီစာမျက်နှာလေးက182ပေါ့နော်။ဒါဆွမ်းနာကဒီအရင်ပြီးပိုင်းမှာစာမျက်နှာ180နေပြီးသွားပြီဆိုတော့စာမျက်နှာ183ကိုကြည့်ကြည့်အောင်။ဟာစောက်လေးဝတ်ထားတဲ့သူအားလုံးကစာမျက်နှာ183ကိုလန်ကြည့်လိုက်ပါနော်။ 好，那我们一起看这个几集啊。好，开始吧。啊，然后给搞马尾，孙。好的，好的，好的，好个搞马尾了，漂亮不呢？好的，搞马尾就那个，WA. 呃，克苗看那老太马路漂亮干嘛？变皮呀不呢？好的，克苗问大路亚婆，你可以进去了，你可以进去了，你明克苗。 可以是哪个？亚来路表了，进去是哪问多少路表了不？那可以进去，所以问多少路亚来？可以进去了，问多路亚比。好，看苗问多少路下来？所以你可以进去了，你可以进去了，看苗问多路亚比，你可以进去了，看苗问多少路下比。太忙，看苗不你呀？没得没大皮大嘞？请坐，你哪里不舒服？请坐，你哪里不舒服？ ချင်းကျော်ထိုင်မှာနီမင်းရတဲ့နားလီဆိုတာဘယ်နေရာပူရှူဖူဆိုတာမတက်မတာဖြစ်တာဘယ်နေရာမကြီးမလဲဖြစ်တာလေဘယ်နေရာဘာဖြစ်တာလဲလို့ပြောတာပေါ့နော်အဲ့တော့ထိုင်မှာတဲ့ခမားဘယ်နေရာမတက်မတာဖြစ်တာလေချင်းကျော်နီနားလီပူရှူဖူချင်းကျော်နီနားလီပူရှူဖူဟာကျွန်တော်ကိုနေနေပူပြီးတော့နှာပိတ်နေတယ်我有点发烧鼻子不通 我有点发烧，鼻子不通。我怎么有点发烧？有点是吧？啊，那发烧是哪个？过不嘞？有点发烧，过奶奶不你嘞？鼻子的那口啊嘞不通是吧？不通通是吧？听见吗？通知昨天不来张家嘞？那口啊，爸妈昨天没补是吧？爸奶妈没养不了呗？那背你了，阿拉没表达吧？那鼻子不通，那背你嘞？ အဲကျွန်တော်ကိုနေနဲ့ပူပြီးတော့နှာပိတ်နေတယ်ဆိုရင်我有点发烧鼻子不通我有点发烧鼻子不通ကျွန်တော်ကိုနေနဲ့ပူပြီးတော့နှာပိတ်နေတယ်ချောင်းဆိုးသလားခေါင်းကိုက်သလား咳嗽吗头疼吗咳嗽吗头疼吗咳嗽咳嗽ဆိုရင်ဒါဒီချောင်းဆိုးတာဟုတ်ဟုတ်ချောင်းဆိုးတာကို咳嗽လို့ခေါ်တယ် ထိုးထုံဆိုတော့ကောင်းကြိုက်တယ်ဗောနော်ကောင်းကြိုက်စင်နဲ့ကောင်းနေလို့မရအောင်ကိုကြိုက်တယ်အဲ့လိုမျိုးကောင်းကြိုက်တာကိုထိုးထိန်လို့ခေါ်တယ်အဲ့တော့ခဇုမထိုးထိန်မချောင်းဆိုးလားကောင်းကြိုက်တလားခဇုမထိုးထိန်မချောင်းလဲဆိုးတယ်ကောင်းလဲကြိုက်တယ်ခဇုထိုးထုံခဇုထိုးထုံခဇုချောင်းဆိုးတယ်ထိုးထုံကောင်းလဲကြိုက်တယ်အဲ့တော့ချောင်းလဲဆိုးတယ်ကောင်းလဲကြိုက်တယ်ဆိုရင်ခဇုထိုးထုံ 可助头疼、肠酸的讲解的。好，我们我过不进单边门，我帮你量体温，我帮你量体温，我帮你做俺们有过你边门的表了。我帮你，俺们有过你边门量体温，说啥不进单哪个量体温了可的。大家俺们有不进单边门，所以我帮你量体温。 我帮你量体温，阿明哥，呃不仅单妹妹。我帮你量体温，今朝也药嘎嘎变天的啦？我的病严重吗？我的病严重吗？我的病，哎，阿爷，地药嘎家，别个病出来嘎，药嘎为的哪个？病都可以。我的病今朝也为的哪个？严重吗？严重出来嘎变天哪个严重都可以。 严重吗？变成的啦！哎哟，我也有嘎个变成的啦！所以，我的病严重吗？我的病严重吗？我也有嘎个变成的啦！我的病严重吗？好，下一个。啊，不姐，啊，来自外地个小孩，没得过偏凉体温四十五度，你是感冒了？体温四十五度，你是感冒了？体温。 高不检查，四十五度，四十五度雷声啊，度啊这个里要表达。四十五度做雷声啊，这个的系列，你是感冒了？还、哎、没得过偏那边啊，没得过那边，没那边，肺、哎、炎，要表、哎、了不？那、啊、体,体温四十五度，你是感冒了？体温四十五度，你是感冒了？谁到步路二啦，需要吃药吗？需要吃药吗？ ရှိရောက်ကလိုအပ်တာကိုရှိရောက်လို့ခေါ်တယ်။ချိရောက်ကတော့စေတောက်တာစေစားတာကိုချိရောက်လို့ခေါ်တာပဲเนาะ။ဒါကြောင့်စေတောက်ဖို့လိုအပ်တယ်လားဆိုရင်ရှိရောက်ချိရောက်မရှိရောက်ချိရောက်မစေတောက်ဖို့လိုအပ်တယ်လားရှိရောက်ချိရောက်မစေတောက်ဖို့လိုအပ်တယ်လားစေထိုးဖို့လိုအပ်တယ်လားရှိရောက်ဒါချင်းမရှိရောက်ဒါချင်းမဒါချင်းဆိုရင်စေထိုးတာကိုဒါချင်းလို့ခေါ်တယ်။ အဲ့တော့ရှရောက်ဒါဂျင်းမစေထုတ်ဖို့လိုအပ်သလားရှရောက်ဒါဂျင်းမစေထုတ်ဖို့လိုအပ်သလားရှရောက်ဒါဂျင်းမဒါဂျင်းဆိုတာကစေထုတ်တာကိုဒါဂျင်းလို့ခေါ်တယ်။ဒါကြောင့်စေထုတ်ဖို့လိုအပ်သလားဆိုရင်ရှရောက်ဒါဂျင်းမရှရောက်ဒါဂျင်းမစေထုတ်ဖို့လိုအပ်သလားဟုတ်ဒါကတော့လုပ်ငန်းသုံးတိကျစကားပြောသင်ခန်းစာစာအုပ်ထဲကနေပြီးတော့ စာမျက်နှာ183ကိုအတူတူလေ့လာခဲ့တာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ Lotus ဒီ YouTube channel လေးကိုလည်း subscribe မနေရသေးဘူးဆိုလို့ရှိရင်ဒါပေးနာက subscribe လေးနှိပ်ပြီး notification လေးကိုနှိပ်ထားပေးခဲ့ဖို့မမေ့ပါနဲ့နော်အဲ့တော့တရုတ်စာနဲ့ပတ်သက်ပြီးတော့ကိုသိချင်တာရှိလို့ရှိရင်သိချင်တာပါမဆိုကိုလက်ရှိလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးဖြစ်စေကိုလေ့လာနေတဲ့ဒါသင်ခန်းစာတွေက grammar ရှင်းလင်းချက်တွေနားမလည်တာဖြစ်စေသိချင်တာရှိရင်ဒီ video ဖိုင်လေးရဲ့ comment မှာ ရမှတ်ချက်ရေးပြီးပြီးတော့ပေးတော်လို့ရပါတယ်။ lossless အားတဲ့ချိန်ဒီမှာအကုန်လုံးကိုပြန်လည်ဖြည့်ချပေးမှာဖြစ်တယ်ပေါ့နော်။ဟော lossless channel လေးကိုအမြဲတမ်းနေ့တိုင်းနေ့စဉ်နေ့တိုင်းကြည့်ရှုလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ပါမယ့်ရှာစစ်စက်ကြဆက်ဆက်တာကြ